ကျမချစ်ရတဲ့မိဘပြည်သူတွေကကျမကိုပေါ့နော်အခု online ဆယ်လေးတမိဆိုတဲ့ဖန်းစီခံရတာတကယ်လားဆိုလာမေးပါတယ်အဲတော့ကျမသိရတဲ့သတင်းလေးကိုပြောပြပါမယ်ရှင်တမိဆိုကိုဖန်းစီသွားတယ်ဆိုတာမှန်ကန်ပါတယ်69ရာခိုင်နှုန်းကိုမှန်ကန်နေပါတယ်ရှင်သူ့ကိုမန္တလေးကနေတာကြီးပြင်းလွင်မြို့ရက်ကွက်တုံးမှာနေတဲ့ဒေါ်အေးတင်ကိုကနေပြီးတော့မှုဖွင့်ထားပါတယ်ပြင်းလွင်မြို့မှာရဲစခန်းမှာ6ကြောက်ကကြီးနဲ့6ရက်10လ2025မှုဖွင့်ထားပါတယ်ရှင် ဒါကြောင့်ဒီအော်တိုဘာလာ၁၂ရက်နေ့မှာဆိုရင်တက်ဆန်အတောင်းရှိတဲ့သူတွေကရန်ကုန်ကဒိစိတ်မှာပေါ့နော်တမီးဆိုဖမ်းဆီးလိုက်တယ်လို့သတင်းလေးလည်းတက်လာပါတယ်။မှန်ကန်မှုရာဂိုင်းတော့လည်းပြေဝရှိပါရဲ့ရှင်။ဒီတော့တမီးဆိုဖမ်းဆီးသွားရဖြစ်တဲ့အတွက်သူ့ကိုစစ်ဆေးရေးယူရမယ်ကိစ္စတွေရှိလာမှာပေါ့နော်။ဒါအပြင်သူလုတ်ခဲ့တဲ့ကိစ္စတွေမှာလည်းတော်တော်ညီစွန်းတဲ့ကိစ္စတွေပါနေရဲ့ရှင်။ကျွန်မလေ့လာမိတော့ပေါ့နော်။တက်မတော်စော်ကားပြောဆိုတာတွေတက်မတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘူဂျုံမူကြီးရဲ့ဇနီးတွေကိုစော်ကားပြောဆိုတာတွေ ဒါပြင်တော့အေတင်ကိုပေါ့နော်သူ့အနေနဲ့တက်ဖြတ်ဖို့ထီတော်မှပီတက်တူသူမောင်လေးမောင်လေးလို့ပြောပြီးတက်ခိုင်းတဲ့ပုံစံမျိုးယူပေါ့နော်အဲ့လိုမျိုးပြောဆိုတာတွေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့လူပညာရှင်တွေရဲ့အိမ်တော်ရေးကိစ္စတွေလူမျိုးရေးကိစ္စတွေကိုသူ့စိတ်ထင်တိုင်းပေါ့နော်သူများဘဝဟုတ်လားမသိမဟုတ်လားမသိအဲ့လိုမျိုးပြောဆိုတာတွေလုံဆောင်ခဲ့တိုင်းတော်တော်များတယ်ရှင့် သူစေလီဖြစ်ခဲ့တဲ့တက်တန်းတစ်ယောက်မှာသူများရဲ့ဘဝတွေဘောနော်သူပစ္စတ်ထဲမှာထင်ရမြင်ရရှောက်ပြောခဲ့တဲ့အချိန်တွေအရမ်းများတာဆိုတော့လေနောက်တစ်ဘဏ္ဍမှုတော်မှာသူ့စီကိုတက်လာအောင်မလဲဆိုတာကလည်းသူ့အနေနဲ့ယုံကြည်ဦးစားပေါ့ရင်ခုန်မျှော်လင့်နေလို့ရတဲ့အချိန်တွေဖြစ်နေတာပေါ့ပြီးတော့မတ်အီတင်ကိုနဲ့ဖြစ်တဲ့ကိစ္စမှာဆိုတော့အဲ့လိုပဲဘျူဟာမူးဆိုရဲပုံကိုတယောက်ကိုပါဆွဲထည့်ပြီးတော့ မတ်အေတင်ကိုကဒီဖြူဝမှုနဲ့ဖောက်ပြန်နေတယ်လို့လို့ပတ်စံတွေယူထားသလိုလို့စီကံဖောက်ဖြတ်သလိုမျိုးတွေပေါ့နော်စိတ်ထင်ရပြောဆိုခဲ့တာသူကအဲ့ချိန်တော့အမေရိကန်မှာနေထိုင်တာဆိုတော့သူစိတ်ထင်မှာမြန်မာနိုင်ငံဘရောမှာပြန်လာဆရာမလိုဘူးငါစိတ်ကြိုက်ပြောလို့ရတယ်ဆိုပုံစံမျိုးများတွေးနေရလားမသိဘူးပေါ့နော်ဒါလေးကတော့သင်္ကန်းစာယူစရာပဲနော်ကိုကပြေးပရောက်နေရဆိုတာနဲ့မြန်မာနိုင်ငံမှာရှိတဲ့သူတွေကိုစိတ်ထင်တိုင်းပြောခဲ့တဲ့သူတွေအတွက်ကတော့ဒါကသတိပေးခေါင်းလောင်းထိုးလိုက်တာပဲလူချင်းမင်းတို့ကနိုင်ငံခြားရောက်နေရဆိုပြီးတော့လူတွေကိုစော်ကားမော်ကားပြောဆိုနေတာရှိလို့ရှင်သိပြုစင်ညင်ကြပေါ့နော် မြမပြီးပြောင်းလာတဲ့အချိန်ကြလို့ရှင်မြမမြေကိုနင်းတာနဲ့တရားဆွဲပြီးတော့အမှုခွင့်မဲ့သူတွေအများကြီးရှိနေမကောင်းလေဟုတ်တယ်မလားအဲ့လိုအချိန်တွေမျိုးဒီသမီးဆိုးဆိုရင်မျိုးသမီးကကြုံသွားတာဖြစ်ပါတယ်ဘယ်ဖြစ်အမှုတွေကတော့ဖြစ်သွားပြီဆိုကျမတို့ကတန်ခမ်းစာယူစာပဲရှိရဆိုတော့လေတန်ခမ်းစာယူပေါ့စကားလေးတစ်ခုရှိရလေလူကိုချစ်စရာလဲဒီနှုတ်ပဲလူကိုမုန်းစရာလဲဒီနှုတ်ပဲတဲ့ဒါကြောင့်ကိုယ့်ရဲ့နှုတ်ဖြားထွက်တဲ့စကားလုံးသားကိုစင်ကြင်မှာ ကိုနဲ့ကြုံကြိုက်လာလို့ပြဿနာဖြစ်တယ်ဆိုတော့မှသူများရဲ့ personal ကိစ္စအောင်မစီမဆိုင်မဲနဲ့စော်ကားပြောဆိုတဲ့အကျင့်တွေကိုဖျောက်ပါစမောက်နိုင်ငံမှာနာမည်ကြီးရဲ့မျိုးသမီးတွေကအဲ့လိုမျိုးအကျင့်တွေကိုရှေ့ရနေရှေ့ဆောင်လမ်းပြလုပ်ပြရလေရှေ့ဆောင်နွားလားဖြောက်ဖြောက်သွားမှာနောက်ကနွားတတိုက်ဖြောက်ဖြောက်လိုက်တယ်ဆိုတဲ့စကားလိုပေါ့ချုပ်လူငယ်တွေကအိတ်ဆဲလီကြီးကြည့်ပြီးတော့တုခိုးကြတယ်သူများတွေကငါတို့စိတ်ကြိုက်စော်ကားလိုက်လို့ရတယ်ဆိုတဲ့အတွေးတွေပေါ့နော်မဟုတ်ဘူးမှားနေရအဲ့ဒါလုံးဝမှားနေသူတို့ဘာပူအောင်စော်ကားပိုင်ခွင့်မသူ့မှာမှမရှိဘူးကိုယ်စော်ကားလာရင်ကိုခံနိုင်လားဆိုတာရင်စင်းစား ဆယ်လီတန်းအဲ့လိုမျိုးတွေမာရိုင်းနဲ့လောက်ရက်တွေလောက်ပြရတယ်သူတို့ကလိုက်တွေလွှင့်အရှိရနေပြီးတော့ရှေ့ဆောင်လမ်းပြရည်တွေတင်မှာဟာတယ်သူများရဲ့စက်ကြောင်းတွေဘဝစက်ကြောင်းတွေဟုတ်လားမသိမဟုတ်လားမသိခြေကားပြောဆိုတာတာဟုတ်လားမသိကိုယ်သတင်းလာပေးရဲ့သူကပေးတဲ့သတင်းမှန်လားမသိမမှန်လားမသိစာကြည့်ထောင်းပြီးတော့ပောက်ကဲသူများဘဝကိုထင်ရမြင်ရစွပ်ပြောခဲ့တဲ့သူတွေအဲဒါသတိပြုစရာအမှုတွေပဲကိုလို့သူများအလုံးကိုစီပဲရောက်မှာဒါလေးကိုစင်ကြင်ကြဖို့အတွက်သမီးဆိုကလမ်းပြသွားတယ်လို့ပဲတတ်မှတ်လိုက်ကြပါရှင့်